running ကမှုအတွက် CU တွေကိုအခြေခံနဲ့ဆိုင်ပြီးတော့ TFB နဲ့ဒီကရေးလာခဲ့တာဒီနေ့ဆိုရင်ဘာကြောင့်လေးလာမလဲဆိုတော့ subject ပြီးလို့ရှိရင် verb လာမယ်ပြီး preposition နဲ့ phrase လိုလာလေးလာပြန်နေတိုင်းပုံမှန်လေးလိုက်ပြီးတော့လေ့လာမယ်မှတ်သားမယ်စုဆောင်းမယ်ဆိုလို့ရှိရင်ခေါင်းထဲမှာဘယ်စာကြောင်းကိုမြင်လိုက်တာနဲ့ဘယ်စကားလုံးမြင်လဲ။အော်ဒါကဘာပါလားဆိုတော့ဖြစ်လဲဆိုရင်သိလာမယ်။ပုံမှန်လို့ဖို့နဲ့နေတိုင်းပြန်လေ့ကျင့်ဖို့အဲ့ဒါအရေးကြီးတယ်ပေါ့နော်။အဲ့တော့ပထမဆုံးတစ်ခုသူတို့လေ့စိတ်ကိုရောက်ရှိခဲ့တယ် ငါဘတ်စကားကိုစောင်းခဲ့တယ်။ခလေးလိုက်ကနောက်မှာပုန်းခဲ့တယ်။ငါတို့ပြတင်းပေါက်ကိုဖျက်ရည်ကြီးခဲ့တယ်။ငါတို့ကပြဿနာအကြောင်းကိုပြောခဲ့တယ်။အဲ့ဒီငါကြောင့်မှာခက်ခဲတယ်လို့ယူဆတဲ့အကြောင်းတော့မပါဘူး basic လံကတော့အဲ့တော့ဆမ်းပြီးတော့ရေးကြည့်မယ်ဆိုရင်ရေးကြည့်လို့ရတယ်။အဲ့တော့ခဏလေးဖီလေးရက်ပြီးရေးကြည့်မယ်။ပြင်ဆင်ရတဲ့အဖြစ်တိုက်ဟုတ်ပြီရေးပြီလို့ဆရာယူဆလိုက်တော့မယ်အရင်ဆုံးသူတို့ဆိုတဲ့ဟာကိုရေးကြည့်မယ်သူတို့ဆိုရင်လည်းဘယ်လိုခေါ်လဲဆိုရင်တေတို့ခေါ်တယ်ဒီဟာကမှမတည်ဘူးဆိုရင်ဒီရှေ့စီးမှာရှိတဲ့အိလေးစာအောက်တဲ့ခြေကိုရက်30စီးမှာတွားပြီးတော့ဒီ day 1 2 3တွေရှိရတဲ့ဒီ day တွေ day ရတွေနော် damn တွေအဲ့ဒါကိုနားလည်သွားလိမ့်မယ် subject တွေ verb ကိုလာမယ် verb ကမှရှိတယ်နောက်ဆုံးမှရှိတယ်ရောက်ရှိရဘယ်လိုတော့လုပ်ရလဲဆိုရင် arrive လို့တော့လုပ်ရတယ်ဘာလို့ဆိုတော့ detail တယ် A R I V D arrive regular verb လို့ခေါ်တယ် irregular verb ကကြာရမယ် regular verb က ed ထည့်ရပြီဟုတ်ပြီဘယ်လိုရောက်ရှိတာလဲလေစိတ်ကိုရောက်ရှိတာလေစိတ်တောက်ကိုရောက်ရှိရဆိုပေမဲ့ arrive ကနောက်မှ light preposition က ATF ဖြစ်တယ် အဲ့တော့အဲ့ ATL လေးကဘာလို့ခေါ်လဲဆိုရင် proposition လို့ခေါ်တယ်။ proposition နဲ့ဘာနဲ့တွဲမှာလဲနေရာနဲ့တွဲမှာ။အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် airport လို့ခေါ်တယ်ဒီစိတ်ကို။အဲ့လိုဒီနေရာလေးနဲ့ဒီ proposition လေးနဲ့တွဲထားတဲ့ဟာကိုလဲဘာလို့ခေါ်လဲ proposition နဲ့ phrase လို့ခေါ်တယ်။အဲ့တော့ဘာလို့ဖြစ်သွားလဲဆိုရင် subject the နာ proposition နဲ့ phrase ။ ဟုတ်ပြီနော်သူတို့ကလေးစိတ်ကိုရရှိခဲ့တယ်။ဒီမှာထည့်တဲ့ proposition က verb ပေါ်လဲတခါကြာရင် multi နေတတ်တယ်။ရောက်ရှိတာကို arrive လို့မသုံးပါနဲ့ဒီ gt ကတ်သုံးမှာဆိုပါဆို။ရောက်ရှိခက်ခက်တေးပါလဲရောက်တယ်ဆိုတော့ဒီမှာထွက်တယ်။ဒါပေမဲ့ get က verb ဆို got ဖြစ်သွားတယ်။ got ဆိုလို့ရှိရင်ဒီကမှာ add မသုံးတော့ဘဲနဲ့ဘာသုံးရလဲဆိုရင် to သုံးရတယ်နော် they got to the airport ဆိုလို့သုံးရတယ်။ဟာ got ကြောင့်တခါကြာရင် verb ကလည်းဒီနောက်မှာရှိတဲ့ proposition ပေါ်တည်ရမှုရှိတယ်။ဟုတ်ပြောရမစဲ phrase verb လို့ပြောနော်သူက verb အတွဲဒီပေါ့နောက်တစ်ခါငါဖတ်စကားကိုစောင့်ခဲ့တယ် subject က၅ဒီဆို i အဲ့ကြပြီစောက်ကိုသွားမယ်စောက်နာ W A I T weight စောက်ခဲ့ဆိုဘတ်တူးကြောင်းမယ် weight က regular ပဲပုံစံအမှန်နဲ့ဘတ်ပဲဆိုတော့ ED ထဲအောင်လက်တယ်လောက်လောက်တယ် I weighted သူနောက်မှာ likely ရှိတဲ့ proposition ကဘာလဲဆိုရင် for အဲ့ဒီလည်းမှတ်ထားမယ် I waited for W position သူနောက်မှာလာတော့မယ်ဘာလာမှာလဲ bus ကားကိုစောက်ခဲ့ဆိုတော့ for the bus before the verb ဆိုတဲ့အတွဲလေးဒီပါလဲဆိုရင် preposition နဲ့ phrase preposition ပါတော့စကားတွဲလေးလို့ခေါ်တယ်အဲ့တော့ i waited for the bus ငါဘတ်စကားကိုစောင့်နေတယ် subject verb preposition နဲ့ phrase ခလေးကလိုက်ကနှောက်မှာပုံခဲ့တယ်ခလေးဆိုတော့ the child လို့လည်းလို့ရတယ်ခြေရန်ခလေးများ child ဆိုခလေးတယောက်တည်းနောက်ဒါမှ informal နဲ့သုံးပြီး the kid လို့သုံးလို့လည်းရတယ် the child ပုံနေတယ် မင်းလည်းမသိတော့ချက်ကနော်ဒီ HIG height ပုံဒီတခါလဲမှတ်ချက်သွားပုံဒီသူရဲ့ဘတ်တူဟာ HIG height ဒါဘတ်တူပုံခဲ့ဒီဖွက်ခဲ့ဒီပုံနာဖွက်တာဒီပဲနောက်ခုရှိတယ်ဘယ်လိုလဲဆိုရင် HIG ဒီ EN hidden နော်အဲ့လိုဒီပဲတုံးခုရှိတယ်ဒီမှာဘတ်တူတုံးမဲ့ဆိုဒီ height ကိုဆရာယူလိုက်မယ်တော့ the child height ဘာနာမှာပုံတာလဲ like ရဲ့နောက်မှာအနောက်မှာဆိုတာဒီ proposition လေး high ဒီ proposition နဲ့ပြတ်တက်ပြီးတော့ဒီတက်ဒီမှာလဲဆရာအချင်းချင်းလေးတစ်ခါပြောပြထားမှုသား ဟိုဒီ day 5 6 7အဲ့ဝင်ကြလောက်ပါပဲဆရာပြောပြထားပြီးတာပေါ့နော်အမှန်တစ်ချက်တော့သွားပြီးတော့ကြည့်မယ်ဆိုရင်ဒီကောင်လေးပြန်တွန်းလို့ရှိရင်လုံးဝရှင်းရှင်းလင်းလင်းလိုက်လိုက်ပါလိမ့်မယ်နော်အဲ့တော့ဒီ high ဘယ်ဟာလဲ like က like ကဆိုတော့ the cardin တို့တော့လဲ the cardin the child hit behind the cardin ခလေးကဒီ cardin ကိုခေါ်တဲ့ like ကရဲ့နောက်မှာပုံခဲ့ငါတို့ပြတင်းဘက်ကိုဖြတ်ယူကြည့်ခဲ့တယ်ဟုတ်ပြီငါတို့ဆိုတော့ဦးဝီစက်တပင်ဘက်ကိုသွားမယ်ကြည့်ခဲ့တယ် hello okay look ဘဒူးဆိုတော့သူကပုံစံမှန်နဲ့ပတ်ဆိုတော့ ED ထဲကိုလည်းလုံးလောက်တယ် Bill ဘာကိုကြည့်ကြလဲဂရင်းဘောက်ကိုဖြတ်ရွေ့ဖြတ်ရွေ့ဆိုတာမြင့်ဒီပါလေးကိုဖြတ်ကူးသွားရဆိုရင်တော့ဒါ across လို့ပါလို့သုံးလို့ရတယ်ဂရင်းဘောက်ဆိုတာဂရင်းဘောက်မှန်ကိုဖြတ်ပြီးတော့သူ့ကိုဖောက်သွားပြီးတော့ဟိုဘက်ကိုကြော်ပြီးတော့ကြည်တာဟိုဘယ်လိုမျိုးကြည့်ခေါ်လဲဆိုရင် through လို့ခေါ်တယ်အဲ့ဒါလည်းမှတ်ထား look through တစ်ခုခုကိုဖြတ်ပြီးတော့ကြည်ပါ look through the glass မှန်ကိုဖြတ်ပြီးတော့မှန်ကိုဖောက်ပြီးဟိုဘက်ကိုကြည့်လိုက်တယ် look through ဂရင်းဘောက်ကိုကြာ the window ဒါဆိုရှင် သတင်းပေါက်ကိုဖြတ်ပြီးတော့ကြည့်ရဆိုအတိတ်ပဲထွက်တယ်ဒီ through ဆိုတာ preposition ဖြစ်တယ် through the window ဆိုတာ preposition နဲ့ phrase ဖြစ်တယ် behind ဆိုတာက preposition ဖြစ်တယ် behind တဲ့ခါလေးဆိုတာ preposition နဲ့တွဲထားတာ preposition နဲ့ phrase ဖြစ်တယ်ငါတို့ကပြဿနာအကြောင်းပြောခဲ့တယ်ငါတို့ဆိုတော့ we ပဲ subject ပြီး verb ကိုတော့မပြောတာပြောတာ say ရှိတယ် tell ရှိတယ် talk ရှိတယ် speech ရှိတယ်ဒါပုံမှန်ပြောနေကြတယောက်တစ်ယောက်ပြောရင် say နားထောင်တဲ့သူမပါရဘူးအဲ့ဒါမှတယောက်တစ်ယောက်ပြောရင်နားထောင်သူပါလာရင် tell ဘာလို့ဆိုရင်တော့ tone ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဘာသာစကားတွေပြောနေဆိုရင်တော့ speak ကိုသုံးမယ်။ဒါကြောင့်အင်္ဂလိပ်စာမှာ listening speaking ဆိုပြီးသုံးတယ် listening saying လို့ listening talking လို့မသုံးဘူး။အဲ့လိုပဲအပြန်အလှန်ထိုင်ပြောရဆိုရင်တော့ဘာလို့သုံးလဲဆိုရင် talk ဒီနေရာမှာငါတို့ဆိုကြငါလည်းပြောတယ်သူလည်းပြောတယ်ပေါ့ we talk talk မှာဘာတူးထဲတော့ ed တွေထဲသူကပုံစံနဲ့မှတ်နေပဲ we talk ဘာအကြောင်းလဲပြဿနာအကြောင်းအကြောင်းအင်္ဂလိပ်လိုခေါ်လဲဆိုရင် about လို့ခေါ်တယ် about ကနောက်မှာ about the problem လို့ရတယ် လိုက်တယ်ပေါ့အဲ့တော့ဒီ about က preposition about the problem ပြဿနာအကြောင်းဆိုတာက preposition နဲ့ phrase ဟုတ်ပြီဒီနေ့မှာဆက်ဆရာတို့က subject နဲ့ verb နဲ့ preposition နဲ့ phrase ဆိုတာဘာလေးလဲဆိုတော့ဒါကြားမှုအောင်ရယ်သဘောတရားနားလဲအောင်ရယ်သင်ပြပြီး vocabulary အသစ်ပါလို့ရှိရင်ချက်လိုက်မယ် user အသစ်ကိုတော့တစ်ခါလဲမှတ်လိုက်မယ်ရေးပြီးတော့ချက်ဟုတ်ပြီနော်အားလုံးပဲကြိုးစားကြပါ file ထဲမှာ